ဒီဇင်ဘာလ17ရက်နေ့အချင်းသူတီလူတို့ရှေ့မှာငါကိုညင်းပယ်ခေါင်းငယ်ပုံတိုင်းရှိသောငါဤခမဲတော်ရှေ့မှာထိုသူကိုငါညင်းပယ်ပြီရှင်မသေးခွင့်ပြန်ခန်းကြီး30ခန်းငယ်33ရုပ်တုကိုယ်ွယ်ချင်းဆိုဒီမှာပဲနီးရုပ်တိစင်တုကိုယ်ွယ်ချင်းဆိုဒီမှာဖျားရခင်ဒီကျွန်တော်တို့ကြားဝင်လာသည့်အရာမှန်သမျှဖြစ်ပါယောရှုကဣသရေလလူမျိုးတို့အားယုဒုစင်တုကိုကိုယ်ွယ်ပြီဆိုရင် နိုင်ငံမှာဖြည့်ဆည်းခံရပြီဖြစ်ပြီးသူတို့ဝိညာဉ်မှာထာဝရတည်ဆုံးခြင်းခံရမည်ဖြစ်ကြောင်းပြောဆိုပါယောရှုအားအဘယ်ပြည်သောဘုရားတို့အားဝိပုသည့်အရာကိုယနေ့ရွေးကြတော့ငါနေ့ငါအိမ်သားဖြစ်နေထာဝရဘုရားကဝိပုမြည်ဆိုလိုတော့ယောရှုမတ်စာခန်းကြီး24ခန်းငယ်15ကိုအတည်ပြုလိုက်တယ်ဒေမောယောရှုကဲ့သို့တန်လိုက်တယ်ခြာထားပါလားမြမြပင်တန်ဖို့ပေးဆက်ရသည်ဖြစ်စေ မြည်သူကိုဝိပြုရန်ဆုံးဖြတ်ရန်ဖြစ်ပါတယ်။တင့်တွယ်မိမိမိသားစုတို့မို့တငယ်ချင်းအဆုံးစွန်ထာဝရဘုရားသခင်ပြန်ရင်သခင်ယေရှုအားရွေးချယ်ပေးရန်မတက်ဆွမ်းနိုင်ပြီ။ဘုရားသခင်နေဖြင့်ကိုညီနိုင်တော်လဲမိမိသာဆုံးဖြတ်နိုင်ပြီးထိုဆုံးဖြတ်ချက်ကိုချမှတ်ရမည်ဖြစ်ပါတယ်။ယနေ့တွင်ဆုတောင်းခြင်းသခင်ယေရှုမိမိဘဝမှာရှိတဲ့ရုပ်ထုစင်းတွေကိုဖယ်ရှားပေးသနာတော်မူပါ။ ဖခင်ကိုယ်သာအကျွင့်မဲ့ဆက်ကပ်စေတော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူတူတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးအောင်မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ